အဲပေါ့အပြင်စရိုက်တွေကလည်းအဲ့လိုမျိုးပေါ့ကျွန်တော်ကအဲ့လိုမျိုးဟိုမထွက်မှာကိုကျွန်တော်စိုးရင်တာစိုးရင်တာဆိုတာဟိုကျွန်တော်ဟိုပုံစံနဲ့ပေါ့နော်အဲ့လိုရုပ်လေးမထွက်မှာစိုးရင်လည်းဒါပေမဲ့အဲ့လိုလေးတွေဟိုဟို character နဲ့ light တယ်ဆိုပြီးကြားရတော့လည်းဝမ်းသာပါတယ်ဟုတ် တခါတယ်မုတ်တွေပြောပြရတယ်ပြီးရင်ကျွန်တော်မရိုက်ခင်တည်းကကျွန်တော်တို့ကစီးစီးလုံးလုံးတကယ်အပြင်းအညီကိုလို့ဖြစ်နေတော့အဲ့မှာအသားတခါတည်းကြာပြီးတော့အဆင်ပြေသွားတာထင်ပါတယ်ဟုတ်အဲကျွန်တော်အတွက်ကတော့ဟိုဟာဟိုဒီလိုမျိုးဟိုပေါ့ပါပါဟာတွေကတော့ကိစ္စမရှိဘူးနည်းနည်း serious ဖြစ်တဲ့ဟာအဲပြီးရင်အဲ့လိုမျိုးဝမ်းနေရမယ့်ဟာလေးတွေပါရကြရင်တော့ကျွန်တော်အတွက်ပို့ပြီးတော့ဟိုပါဖြစ်တာပေါ့နော်ပို့ပြီးတော့လောက်ရတာပေါ့ဟုတ် အဲ့လိုတော့ဖြစ်နေတာအဲ့လိုမျိုးဟိုဘာလဲဟိုဒီကောင်ဘာလဲဟိုစဉ်းစားမလဲကျန်တာမစဉ်းစားပဲနဲ့ငါကြီးမတော်ကောင်ဘာလဲလာလို့တာလဲဆိုတော့အထာတယ်နည်းနည်းပေါက်တယ်ထင်ပါတယ်အညီမတော့မရှိဘူးဗောဒါပေမဲ့ကျွန်တော်မှအမားတွေရှိတယ်အဲ့တော့နေရာလေးချိန်ပြီးတော့အဲလိုမျိုးခန်းစားချက်ထည့်လိုက်တယ်ပြီးတော့ဝါစုညမတွေတင်စာတို့သူ့ရဲ့တခြားညမတွေရွှွန်လဲတို့မီဒီတို့ရှိတော့သူညမတွေလည်းကိုညမလိုပဲဆိုတော့အဲ့လိုစိတ်လေးထည့်ပြီးတော့ပဲဟိုလုပ်ကြည့်တာပေါ့ အဲအမားတွေညီမတွေကိုတူတော့တူတယ်အဲ့လိုကိုယ့်လိုကောင်းနေလည်းတွေ့ပါစို့လို့အဲအဲ့တချင်းကဥခင်လိုင်းကဟိုရှာလာတာဗောနော်အဲ့တချင်းလေးကအဲသူ online မှာ social media မှာတင်တာ TikTok မှာလားမသိဘူးတွေ့တယ်ဒီချင်းလေးကောင်းတယ်ဆိုပြီးတော့ဥခင်လိုင်းယူပြီးတော့ဒီချင်းလေးကိုဒီဇာကားထဲမှာထည့်ပြီးတော့လုပ်မယ်ဆိုပြီးတော့အဲ့တချင်းလေးကိုထည့်တာထည့်တာပြီးတော့ကျွန်တော်တို့ကအဲ့မှာပြန်ဆူရတာဗောပြန်ဆူတော့ တော်မြမဆန်ဆိုတော့နည်းနည်းအဲ့လိုစတူဒီယို၃ခေါက်လောက်သွားတွေ့ရတယ်အဲ့လိုမျိုးတေချာတေချာဆိုတော့မြမမှုဆိုတော့လေအဲ့လိုမျိုးအဲ့လိုတေချာကိုလည်းကျွမ်းကျင်တဲ့အရာမဟုတ်တော့နည်းနည်းဆိုရတာအခက်အခဲရှိတာပေါ့ဟုတ်အပြပြော်ကြီးပဲအဲ့လိုပျော်တဲ့ mood ကိုဆက်ပထမစဆူကလေးကဟိုဥက္ကလာမကြိုက်တာတော့မဟုတ်ဘူး အဲဟိုပါညမာလေးကိုချစ်တဲ့စိတ်လေးနဲ့ညမာလေးကိုချော့တဲ့စိတ်လေးထည့်ပြီးတော့လို့ဆိုစေခြင်းနဲ့ဆိုတော့ပထမတစ်ခေါက်ကတော့ training သဘောမျိုးပေါ့အဲဒုတိယတစ်ခေါက်လောက်တွင်လိုက်တဲ့အချိန်မှာအဆင်ပြေသွားပါတယ်ပထမတစ်ခေါက်က studio တရက်ပေါ့နော်နောက်တရက်ကျတော့နောက်တစ်ခေါက်သွားတွင်တော့အဆင်ပြေရပါဘူးဟုတ်အဲပေါ့အပြင်စရိုက်တွေကလည်းအဲ့လိုမျိုးပေါ့ကျွန်တော်ကအဲအဲ့လိုမျိုးဟိုမထွက်မှာကိုကျွန်တော်စိုးရင်တာစိုးရင်တာဆိုတာဟို ကျွန်တော်ဟိုပုံစံနဲ့ပေါ့နော်အဲ့လိုရုပ်လေးမထွက်မှာစိုးရင်လည်းဒါပေမဲ့အဲ့လိုလေးတွေဟိုဟို character နဲ့ light တယ်ဆိုပြီးကြားရတော့လေဝမ်းသာပါတယ်ဟုတ်အသားနှကားပါပဲကျွန်တော်အများကြီးလေးရိုက်ထားပါဘူး မင်းသားကြီးလူတော့မတွေ့ပါနဲ့။စောပါသေးတယ်။အဲကျွန်တော်အခုမှဒါပထမနှုတ်သမင်းမှဆိုလဲကျွန်တော်အရင်ဟိုနည်းနည်းပါးပါးပဲပါခွင့်ရှိတာပေါ့နော်။အခုဒီကားမှဆိုရင်နည်းနည်းများများပူပါလာတယ်ပေါ့။အဲ့တော့ကျွန်တော်လုတ်ခွင့်ရတယ်ကျွန်တော်စူးစမ်းခွင့်ရတဲ့အချိန်လေးမှာအဲကျွန်တော်တက်နိုင်သလောက်စူးစမ်းရတယ်။ရှေ့ကတောင်းဝင်စားဆိုတဲ့ series မှာလည်းဟိုတေချာကိုတက်ကြွန်းသလောက်ပေါ့နော်တက်နိုင်သလောက်တော့လုတ်ခဲ့။ဒါပေမဲ့တဖြည်းဖြည်းနဲ့ experience ဆိုတာကတော့အဲ့ဒါပဲပေါ့နော်။ တောက်ပထမတကားဒုတိယတကားတတိယတကားလောက်မှာဆိုတော့ကိုယ့်ကိုပို့ပြီးတော့လူကြီးမှုလည်းနည်းနည်းပို့ရှိလာတယ်လို့ခံစားရတယ်ပေါ့ဟုတ်အဲ့လိုမျိုးတဖြည်းဖြည်းချင်းနဲ့တော့အာပို့ပြီးအဆင်ပြေလာမယ်လို့ထင်ပါတယ်ဟုတ်ကျွန်တော်အခုနောက်ထပ်ဟို series တစ်ခုလည်းရိုက်နေပါတယ်ဟုတ်အဲကိုယ့်ကိုကတော့အဲ့လိုမျိုး ဟိုရိုက်နေတဲ့အချိန်မှာတော့စိတ်တန်းကအဲ့လိုစိတ်ကပေါ့နော်တခါတလေစိတ်တန်းကြတာလေမကြရတော့ရှိတာပေါ့ပြန်ကြည့်လေပြန်ကြည့်တဲ့အချိန်ကျလို့ရှိရင်လည်းဟိုကိုစိုးရိမ်နေတဲ့နေရာတွေအဆင်ပြေသွားပြီးတော့ကိုမစိုးရိမ်တဲ့နေရာတွေကအဲ့လိုမျိုးတွေရှိတဲ့အဲ့အဲ့တွေကလည်းနောက်မှသိရတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိဟုတ်အဲဟုတ် drama ကတော့ကျွန်တော်စရိုက်ခဲ့တဲ့ကရှိရ note မင်းပါလေ drama ပေါ့နော်အဲ့တော့ဒီရဲ့ ီမူဒီမူလေးကိုတော့တဖြည်းဖြည်းနဲ့တော့တိလာပြီပေါ့နော်အဲဒီဟိုဒီကားမှာဆိုရင်လည်းပိုတိလာတယ်အဲကျွန်တော်တို့နောက်ထပ်ထပ်ရိုက်ထားတဲ့အတ္တမြင်းမြိုင်ဆိုတဲ့ series တဲမှာဆိုလို့ရှိရင်လည်းအဲ့မှာတော့မျက်ရည်နဲ့မျက်ခွက်တွေလည်းပါတယ်အဲ့လိုတော့မဟုတ်ပါဘူးဟိုဒီလိုပဲပေါ့ဟိုကိုဘလို့ငူရမလဲဘလို့ဘလို့ခံစားချက်တွေထည့်ရမလဲမိပါလားအဲ့လိုမျိုးတွေခံစားချက်တွေဖြည်းဖြည်းနဲ့ထည့်ပြီးတော့ပဲအဲအဲ့လိုမျိုးစူးစမ်းကြည့်ရတာပေါ့ဟုတ် အဲ့လိုအိုင်တန်ကတော့အရင်နှုန်းနေကတော့လုံနေကြပါဒါပေမဲ့ကိုနဲ့ live လိုက်တော့သိမသိဘူးပေါ့နော်ဒါပေမဲ့ဟိုစင်ပြမှာပါအဝင်ခွေကြတယ်ဟုတ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ် တပိပိနဲ့ဘိုးဘွားကိုလည်းဟိုကိုတိတဲ့အရာလေးလည်းတိတာပေါ့နော်ပြီးတော့ဟိုကျွန်တော်ဟိုဘေးကနေပြီးတော့ဒီအကိုစီနီယာတွေလည်းဝိုင်းပြီးတော့ပြောပြပေးရရှိတယ်ဟိုဒရိုက်တာတွေလည်းဝိုင်းပြီးတော့ဥခင်လိုင်းတို့ပဲအရှိမသလိုရှိရင်ဦးဝင်းထွန်းတို့အဟိုအရှိမသလိုရှိရင် PK တို့အပြီးတော့အခုကျွန်တော်တို့ကိုဝင်းလင်ထက်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တယောက်နဲ့တယောက်ရဲ့ဟိုတင် जा မှုတွေနဲ့တယောက်နဲ့တယောက်ပြောပြရတဲ့ဟာလေးတွေနဲ့တော့ဟိုပို့ပို့ပြီးတော့ဟိုအတွေ့အကြုံလေးရှိလာတယ်လို့ပြောလို့ရပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဒါပုတ်ခတ်တယ် ဟိုတော့ဒီဟာပို့ပြီးတော့ကျွန်တော်နဲ့အရန်ကြီးဟိုအသားမကျသေးသလိုဖြစ်နေတော့လေအရန်လည်းအများကြီးလည်းဟိုမဖြစ်သေးတော့ကျွန်တော်တို့ကတော့ဒါဇက်ကောက်တစ်ခုကိုမွေးဖွားတာကျွန်တော်တို့ပို့ပြီးတော့ဟိုလေးနက်ပါပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်ဟိုတချင်းတစ်ပုတ်ဖန်တီးရတာမလေးနက်ဘူးလို့ပြောရမှာမဟုတ်ဘူးတချင်းတစ်ပုတ်ကျတော့ကိုတယောက်တည်းဟိုစိတ်ကြိုက်မကောင်းမချင်းဘယ်သူနဲ့မှလည်းဟိုတချင်းရေးနေတဲ့အချိန်မှာဘယ်သူနဲ့မှလည်းတွေ့မတွေ့လဲရပါဘာမျိုးဒီမှာကျတော့လူတွေအများကြီးနဲ့လှုပ်လှုပ်နေတဲ့အချိန်မှာကိုမားတာလေကိုကြာမာတယ်အဲ့ဒါတွေအဲ့လို pressure ရှိတာပေါ့ဟုတ် အဲဒီကားမှာဆိုလို့ရှိရင်တော့ဟိုဥခင်လန်ကတတိယဖုန်းဆက်ပြီးတော့ဒါနဲ့ဒီကာရက်တာလေးနဲ့လိုက်လောက်တယ်မင်းပါပါကြည့်ပါလားဆိုပြီးတော့ကန်လန်တော့ဒါဥခင်လန်ကလည်းငိုတဲ့ကကျွန်တော်ရဲ့အရင်တော့ပုံဒီအပြင်ပုံစံကိုမြင်မှုပြီးသားဆိုတော့သူဒီဟာနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ဟိုရွေးပြတာထင်ပါတယ်အဲ့ကြောင့်မလို့လဲကျွန်တော်ဟိုကောင်းမှုလုပ်နိုင်လာလို့လည်းထင်ပါတယ်ဟုတ်အဲဟုတ်ကဲ့ဟိုဟိုဟာဖြစ်တာပေါ့ပျော်တာပေါ့နော်ပြီးတော့ဟိုတောင်ဝင်ကလည်းရှိတယ်လို့မျိုးတော့ ဖြစ်တာပေါ့အဲ့တော့ကိုအကောင်းဆုံးလုပ်ချင်တယ်ကိုကိုအကောင်းဆုံးမလုပ်ပြနိုင်မှာစိုးရိမ်နေပြီးတော့တခြားညီကိုတွေပါသေးတယ်နောက်ပြီးကျွန်တော်ကဒီထဲမှာအစ်စ်ချက်ချွတ်အဖြစ်ဆုံးပဲဆိုတော့အားလုံးနဲ့လည်းအရန်ဟို chemistry မမိပဲနဲ့အဲတယောက်တည်းဖြစ်နေမှာလဲဆိုတယ်အဲ့တော့ pressure လေးတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ဟုတ်လုပ်ထားပါတယ်ဟုတ်အာဒီအချိန်မှာတော့ကျွန်တော်အဲ့ဒါတွေဟိုလိုမျိုးကြီးမရှိပါဘူးအခုကတော့ဟိုအကုန်လုံးက ဟိုကိုယ်နဲ့အဆင်ပြေမယ်ထင်တာလေးတွေပဲလာပြီးတော့ဟိုပြောကြတယ်နောက်ပြီးတော့ကိုရိုက်ချင်တဲ့ပုံစံလေးတွေလည်းရှိတော့အားလေးနဲ့ပဲအဆင်ပြေပါတယ်ဟုတ်တဖြည်းဖြည်းနဲ့တော့ပိုဖြစ်လာတာဗောနော်ဟိုအတိတ်မှဟိုဟာမဖြစ်တော့ဘူးကွာဒီဟိုတချင်းဆိုအဆိုးရောဆိုတော့လေငကိုရေကတော့ဒီလောကနဲ့ကတော့စိတ်မနေပါဘူးအပေါ်လုံးနဲ့ကတော့ဟိုဒီလိုမျိုးကင်မရာတစ်ခုတည်းအောက်မှာသာမတွေ့တာဟိုဘားတွေမှာတော့တွေ့နေကြပဲလေတောက်စားနေတွေ့နေကြပဲဆိုတော့ဒီလောကကတော့တူတူပါပဲဟုတ် အဲ့လိုကြီးရတော့ခွဲခြားပြီးတော့မရှိပါဘူးဒါပေမဲ့အဲ့လိုတစ်ချက်တစ်ချက်ဂျိုင်းနေတော့အဲ့လိုမျိုးတစ်ချက်တစ်ချက်ထားတာပြောတဲ့ဟာတွေကအဲ့လိုကြီးစရာကောင်းမှတိတ်မသိဘူးဒါပေမဲ့အဲ့လိုအားလုံးနဲ့တူတူကြီးတဲ့အချိန်မှာအဲ့တစ်ချက်တစ်ချက်ထားတာဖောက်တာလေးတွေကြီးစရာလေးတွေဖြစ်နေတာဟုတ်ဟိုဟာဖြစ်ပါတယ်သဘောကျပါတယ်ဟုတ်ကဲ့အဲဒီအောင်ကြောင်မောင်းရွှေရှင်စကားကြီးမှာအဲကျွန်တော်တို့ညီကိုတွေအားလုံးပါဝင်ကြိုးဆောင်လာပါတယ် အဲ့ဒီကောက်ကိုဂျွန်20မှာယုံတင်ပြသမှာဖြစ်တဲ့အတွက်အားလုံးကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ